င်္ဂလာပါရှင်။မော်ဝင်ကျောင်းတော်ရန်ဒီကျူဆူလိုက်ပါတယ်။ဒီနေ့မှာတော့စာရေးဆရာမေဟိခန့်ဥတ္တာဒီပါရဲ့မရဏရွာသူဆိုတဲ့ဇာတ်လမ်းရဲ့အပိုင်း၆ကိုတင်ဆက်ပေးသွားမှာပါ။ကျေးဇူးတင်ပါတယ်ရှင်။ကျင်းစာရှင်နံနဝင်သိန်းတို့ဘုတ်ကပုပ်ပန်းအရက်ကနေမျက်စံတွန်းပင့်ခေါ်လာခဲ့တာ။ပကံညောင်ဦးဖြတ်ပြီး အရာဝီမြေကန်းကိုရောက်ကြတယ်။ဘူဖီယာနီလှေစိတ်ကိုရောက်တော့တို့ဘုတ်ကလှေထိုးသားတို့ကိုဂရုကပေးပြီးငှားရမ်းလိုက်တယ်။ ြန်ခရီးမှမြစ်ချမ်းကိုဆုံပြီးဒီယာရီမြို့ဝကျုံးပေါ်ထိခရီးရှိဖြစ်လို့လီကိုအစင်းစင်ငှားရမ်းကြရတယ်။နေစိတ်ကန်းတစ်ခုကထွက်ခွာပြီးတော့နေမဝင်ခင်အနီးဆုံးစိတ်ကန်းကိုကန့်ရတယ်။နောက်တနေ့ဓမ္မမုတ်ညာရင်းကျင်းမှာဂျားလီသမားတူကိုထန်ငှားရပြီးခရီးရှိဆက်ရပြန်တယ်။လာခွေညာမတိုင်ရင်ရွှေအိုအရောက်ပြန်ရမှာမို့ကျုံရလီစီနင်းပြီးလိုက်ပါလာတော့ဒီနေ့မှစပားကုန်ကူးတဲ့လေအင်းနဲ့လိုက်ပါလာခဲ့ကြတယ်။လေရက်ပေါင်းမှုပါပြီး လူနဲ့စပားဝင်အတော်တင်နိုင်နေတဲ့နေ့ဖြစ်တယ်။မျက်စံထုံးကတူတူရဲဆိုရင်ပုပ်ပန်းအရှင်နေမြို့ဝကျုံးပေါ်ဒေသကိုနေချင်းမဲအခောက်ခောက်ခါခါသွားနိုင်တယ်။ဒါပေမဲ့ရေးကြောရွာကြီးကိစ္စနဲ့ပတ်သက်ပြီးနေဝင်သေးတော်ဘုတ်ကိုပြောဆိုရမယ့်စကားတွေရှိနေရကြောင်းကိုရတန်ရှိတဲ့ခရီးဆက်နေရခြင်းပဲ။တော်ဘုတ်ကလမ်းခရီးမှာစင်ရပင့်ခေါ်ရမှာရေးစင်လာတိုင်းစင်းຫນွေကိုတည်ယူခဲ့ပါမယ်ပြောပေမဲ့မျက်စံထုံးကလက်မခံပဲနိုင်နေမှာမဟုတ်ကြောင်းပဲပြောတယ်။ လန်ခရီးတစ်လျှောက်ဆရာကိုလှုပ်ကြွေးပြုသလိုမျိုးအစာအာဟာရကိုတနေ့တနေ့စီစဉ်ပေးပေမဲ့မျက်စံတော်ရေဦးပဲတောင်းနေရှိတယ်။နိနိညာညာအိဆက်အနာယူခြင်းမျိုးမရှိပဲဒေါ်ဘုံနဲ့စကားမပြောပြတဲ့အခါတိုင်းမှာမရီကိုပဲစိတ်နေတယ်။ဒီနေ့မှာစပားလီကြီးပေါ်လိုက်လာတဲ့ခရီးသည်တွေနဲ့မတက်ပြေးကစားခလေးငယ်ကိုထင်းရတဲ့မိခင်တူပလာတယ်။ခလေးငယ်ကစပားဤတွေပေါ်မှာရှော့ချလိုက်ခုန်တက်လိုက်နဲ့ကလေးတဘာဝဆော့ကစားနေတယ်။ဒီကလေးကစပားဤပေါ်ကရှော့စင်ပြီး လေနေပြီးပြေးသွားပြီးတော့အချိန်နဲ့လေနံကိုလက်ထောက်ပြီးညီကြီးကိုငုံကြည့်တယ်။ဒီအဖြစ်ပြက်ကိုမြင်နေမိခင်ကကလေးအတွင်းနဲ့စိုးရိမ်ပြီးလန့်သွားတယ်။ရေထဲပြုတ်ချမလားဆိုရက်မိခင်တို့ရဲ့စိတ်ပူရတဲ့သဘာဝနဲ့ဒီအမျိုးသမီးရဲ့နှုတ်ရှာစရိုက်ကျမ်းမှုပေါင်းသွားတော့ဂေယုနာဒေါသမမထင်ထွက်ပေါ်လာပြီး"ဟဲ့ကောင်းနာမိကလေးမသားလေးရေထဲကြာပြီးတော့တေးတဲ့တဲ့ဟဲ့နားမလည်ဘူးလား"ကဲဟဲ့ကမြင်းချင်းစော့ချင်းကလေးကမိခင်ကချိန်ဆပြီးရိုက်ပုတ်တာကြောင့် တဝဝငူတော့တယ်။ကလေးငူတန်ကြောင့်လေတလီလုံးနှောက်ရက်ဖြစ်ရတယ်။လက်ဝဲသေးတော်ဘုကကလေးငူတန်နဲ့ပြီးခင်ကျင်စဲတန်ကြတော့စိတ်မရွှင်မလန်းဖြစ်ပြီးတက်ပြင်းကြတယ်။ဒီနာလှိပောင်းမှုအောက်ကိုဝင်းရင်းမျက်စံထုံးလှမ်းကြည့်တော့ဘာမှကယူမဆိုင်ဟန်နဲ့တီတီငိမ့်ငိမ့်ပရိစိတ်နေရတွေ့ရတယ်။တော်ဘုံလေးငူနေရဲ့ကလေးငယ်နဲ့သူ့မိခင်တို့ခလန်းလန်းငေးရင်းတခုခုတွေးတောနေမိတယ်။တွေးရင်းငေးရင်းစိတ်ထဲမှာမေးစရာကြီးပေါ်လာပေမဲ့မျက်စံထုံးအာယုံပြတ်သွားမှဆိုလို့ မမေးပဲနေတယ်။ညနေဆောင်တော့ကလေးငယ်စုံမြဲသာဆော့နေတယ်။လေပေါ်မှာဟူတီပြေးနေတယ်။မိခင်ကအရေးတကြီးကြီးကြည့်ပေမဲ့တနည်းမှာသတိမထားလိုက်မိဟန်တူတယ်။လေပေါ်မှာရှိတဲ့အခြားသူတွေနဲ့မြင်ရတဲ့မြေခွင်းကိုဝိုင်းပြီးတောင်အော်နယ်လိုက်ပြီးလက်လန်းမမီခဲ့ကြ။ကလေးငယ်ကလေပေါ်ကနေရစ်ထဲကိုပြပြခါခါကြတော့တယ်။ဘုံငနဲ့အတန်နဲ့တူကလေးရှည်တဲ့ကိုကြသွားပြီ။ဆဲကြပါဦး။ဒီလိုတန်တွေထွက်ပေါ်လာတော့တယ်။တော့ဘုံလဲတန်တွေချားလို့လေပေါ်ကငုံကြည့်မိတယ်။ လေကြီးကရေစည်းတန်နဲ့မြင့်လေကောင်းမှရှိတော့ရေထဲကိုလူတိုင်းမစင်းရဲဘူး။ကလေးငယ်ရဲ့မိခင်အယူမိဝိုင်းဖြစ်ရပြီ။ဟော်ဟိငိုကျွေးရင်းလေပေါ်မှာဟိုဘက်ဒီဘက်ပြေးနေတယ်။ဒေါ်ဘကရေမကူးတတ်ပေမဲ့သူယုံကြည်ရာဆိုင်ရာပန်ရာနဲ့တူတိုင်တင်မိတယ်။တန်ကြာတော့ရုတ်တရက်ရေနစ်သွားတဲ့ကလေးကကြေပေါ်ဘွားကနေပေါ်လာတော့မိခင်ဖြစ်သူနဲ့ညစ်ထဲခုံချပြီးကလေးကိုဆဲယူတယ်။သားစုံနဲ့ခုံချပြီးမဲ့သူကိုယ်နဲ့ကရေမကူးတယ်လို့နှစ်ယောက်လုံးနှိကြည့်ပေါ်ကြည့်ဖြစ်တော်တယ်။ ရဲချာနေရိုးသားတွေနဲ့နေတဲ့ကြီးတို့ရဲ့ကြွန့်ကျင်မှုကြောင့်ဝါးကိုလူနဲ့ဆင်းဆင်းဆက်သွေးပြီးဒုက္ခရောက်တဲ့သားမီးကိုကူညီနိုင်တော်တယ်။မိခင်ဖြစ်သူကကလေးကိုပတ်ရင်းဈေးတွေတဆူဆူပူစီပတ်တည်နဲ့လေပေါ်ပြေးတက်လာတယ်။မလုံမရှက်တောင်းတတင်းတင်းဖြစ်နေတဲ့ကလေးကိုလေတွေမှုတ်သွင်းတာဘိုက်ကိုဖိတာတွေပြုလုပ်ကြတယ်။တက်တွေမှတ်တွေကုပေမဲ့ကလေးရဲ့ပါးစပ်ကနေဈေးတွေတနေရောထွက်လာပြီးတဲ့နောက်အနေငယ်အကျော်ယုံပြီးမလုံမရှက်ဖြစ်သွားပြန်တယ်။ဒီအခါလှေသားတို့က ကလေးရဲ့နှလုံးကိုစမ်းသက်တာအသက်ရှူမရှူစမ်းသက်ခြင်းတွေပြုတ်ပြီးအမကြီးနေကလေးအသက်မရှိတော့ဘူးအမလီသားလေးရဲ့ဖြစ်ဆိုးလိုက်တာဟဲ့ဟောဟိငိုယူတော့တယ်စိတ်ထင်းဆန်းမှာ တူမကြီးရဲ့အကြီးတို့လည်းစိတ်မကောင်းပါဘူးဒါပေမဲ့စိတ်ကိုထိမ့်မှာတူမကြီးဘေးကဝိုင်းဝန်းသတိပေးရတဲ့အထိခြေနေတွေဆိုးရွားလာတယ်သားငယ်တည်တဲ့မိခင်ရစ်ထဲကိုခုံချခြင်းသလိုယူခြင်းသလိုလိုစိတ်ဖောက်ပြန်လာလို့ဘေးကခီးအီးတွေနဲ့တော်ဘုတ်တို့ဝိုင်းပြီးတော့ထိမ့်ရတယ် မိခင်ကငိုရင်းငိုရင်းအတန်ပြောက်လာပြီးတက်ခမန်းလူလူဖြစ်လာတယ်။တခါတည်းရမျက်ဖြူစိုက်ပြီးသတိနေချင်တယ်လို့ဖြစ်လို့နေတစ်ခုလုံးပွင့်လို့ရအောင်စူညံသွားတော့တယ်။ငါနှမစိတ်ကိုထိမ့်မပေါ့။မျက်စံတုံးရုတ်တရက်အနည်းကိုရှောက်လာပြီးဒီလိုပြောတော့တဲတန်ခန်းစားနေရတဲ့အမျိုးသမီးနဲ့မျက်စံတုံးမြင်သွားတယ်။ဒီနောက်နေရာနေထလာပြီးယေစုနီရဲ့လက်တွေနဲ့မျက်စံတုံးရဲ့ခြေမိုးထက်ကင်ပြီးငိုတန်ပါနဲ့ပေပေါင်းဆရာရဲ့ ကျုပ်သားလေးကိုမကယ်နိုင်တော့ဘူးလားဒီလိုဖြစ်တော့လေတကြီးနဲ့မျက်စံထုံးအားနာတာကြောင့်ဒီမိမကိုနားဖေးမှပြီဟဲ့သမီးကံပါလူချစ်လာရတာလို့သဘောထားပါကွယ်ဒီကလေးကစုံနေပြီပဲဆရာကိုဒုက္ခမပေးပါနဲ့တော့ကွယ်ငါတို့လည်းစိတ်မကောင်းပါဘူးမျက်စံထုံးကပရိပတ်ထားရဲ့သူ့ရဲ့လက်နဲ့မျိုးသမီးရဲ့ခံကိုကင်ပြီးတဲ့နောက်နောက်နှစ်မိုင်စိတ်မပူနဲ့ကလေးကရေမှူးပြီးတော့သတိမေ့နေတာမသိပါဘူးမျက်စံထုံးစကားကိုကြားတော့ မိခင်မျက်လုံးနှစ်ဝင်းလက်ပြီးစကားမပြောနိုင်အောင်ဖြစ်သွားတယ်။ဒီစကားကိုကြားရတဲ့နေ့လုံးနဲ့အံ့ဩနေပြီးတောင်တင်းပြန်နှမ်းနေတဲ့ကလေးကိုဝိုင်းကြည့်တယ်။ကလေးကမျက်စံထုံးကမတင်ဘူးပြောပြီးမှရေနစ်တဲ့အလောင်းတစ်ခုလိုမလုံးမရှက်တောင်တင်းနေတယ်။ဒီကလေးကိုမိခင်ဖြစ်သူကတယူးတရားပွေးပိုက်ပြီးမျက်စံထုံးရဲ့မျက်နှာကိုအခုလိုကြည့်မော့ကြည့်တယ်။မျက်စံထုံးကလက်ကမ်းယူတော့ကလေးကိုမိခင်ဖြစ်သူကမျက်စံထုံးလက်ထဲထည့်ပေးတယ်။ဒီကမျက်စံထုံးကကလေးကိုလက်မှတင်ပြီး လူသူတွေရှင်းရလှိနှံတစ်ဖက်သွားတယ်။ဒေါ်ဘုံနဲ့လှိမာပါတဲ့သူတွေအံ့ဩတကြီးဝိုင်းကြည့်နေတယ်။မိခင်ဖြစ်သူနဲ့မျောလင့်ချက်အပြင်းနဲ့အငုံမတိတ်နိုင်သေးဖြစ်နေတယ်။ဒီချိန်မျက်စံထုံးကကလေးငယ်ကိုမြစ်ထဲပြစ်ချတော့မလို့အပေါ်မှတင်တယ်။လက်ကိုစန့်ထားပြီးလက်ဝါးနှစ်ဖက်ပေါ်ကကလေးရဲ့ခန္ဓာကိုယ်ကမျက်စံထုံးရဲ့မျက်လုံးနဲ့တပြေးတည်းအနေထားကိုမြင်တတ်တော့ငါနေတဲ့အချက်မှာတငယ်အလောင်းမရှိဘူးဟဲ့။ဒီအတန်ကညည်ရပြင်းကိုရိုက်ခတ်ပြီး ပဲ့တင်ထံကြားရပြီးတဲ့နောက်မျက်စံထွန်းရဲ့လက်ကရှော့ဆင်းလာတဲ့ကလေးငယ်ကမိခင်ရှိရာကြေးနွားသွားတော့တယ်။ဒီပေါ်မှာရှိတဲ့သူတွေရုတ်တရက်ပစက်ဟောင်းသားဖြစ်သွားပေမဲ့ကလေးမေဖြစ်သူကမျက်စံထွန်းကိုကျေးဇူးတင်ကြောင်းပြောတယ်။ဝမ်းသာလိုက်တာဆရာရဲ့ကျုပ်သားလေးမှာဆရာပေးတဲ့တပ်ပဲရှိပါတော့တယ်။တပ်သခင်ကျေးဇူးရှင်ဘလူကျေးဇူးတင်ရမှမသိအောင်ကျေးဇူးတင်ပါတယ်ဆရာရဲ့။ကျေးဇူးတင်နေဆိုရင်နောက်နောက်သားသမီးကိုချိန်ဆချင်းမပြုတ်ပါဘူးလို့ငါနှမကတိပေးပါ မလီမကြိမ်ဝတ်တော့ပါဘူးဆရာရဲ့ဂရီပေးပါတယ်သာသမီရေမှာမဟုတ်ဘူးတသက်လုံးကြိမ်တာဆဲတာမလုပ်တော့ပါဘူးလို့ဂရီပေးပါတယ်ကောင်းပြီမျက်စံထုံးလှေပောင်းမှုအောင်ပြန်ဝင်သွားတယ်စိတ်နဲ့တတ်တူချမ်းသာရရသွားတယ်ကလေးငယ်နဲ့မိခင်နဲ့ဦးမျက်စံထုံးအကြိမ်ကြိမ်ဦးချကြော့နေမိတော့တယ်တော့ပေါ်လဲမျက်စံထုံးရဲ့အစွမ်းတက်တီတွေကိုမြင်ရပြီးကြိမ်စာစုခြင်းရဲ့ကြောက်စရာကောင်းပုံတွေကိုတွေ့ရှိနိုင်ရတော့တယ်တနေဝင်လို့ညခါရောက်တာနဲ့ မျက်စံထုံးရှိတဲ့နေရာကိုတော့ပုံရောက်လာပြီးတင်စားတိတ်ကြောက်စရာကောင်းတာပဲဆရာအမှန်ပါပဲလေမိမိကိုဖြစ်စေသူတစ်ပါးကိုဖြစ်စေနှုတ်ဝစီကံနဲ့တင်စေခြင်းဟာလုံးဝမပြုံလို့တင်းတဲ့အရာပေါ်တော့ပုံရဲ့ကျမတို့တခုလောက်မေးခွင့်ပြုပါဆရာမိပါတော့ပုံမိပါတွေကသာသမီကိုဂယုနာတော်တော်နဲ့ချိန်ဆမိအမှန်တကယ်ပဲချိန်စာထိလာချိန်စာရဲ့သဘောကပြောစရာများပါတယ်တော့ပုံရဲ့မိပါသာသမီကိုချိန်ဆမိ ချိန်စာတက်ရောက်နေလားဆိုရမှာဖြစ်ခဲတယ်လို့ပြောရမှာပဲဘာလို့လဲဆိုရင်မိဘတို့ချိန်စဲလိုက်တာဂယုနာကြောင့်သာဖြစ်နိုင်တဲ့ဒေါသမှုတက်ရောက်မှုအားနည်းလို့နေဒါပေမဲ့အန်ရရဲ့မရှိဘူးလားကိစ္စမရှိဘူးလားဆိုရင်လေတိတ်ကိုကြီးနေတဲ့အန်ရရဲ့ရှိတယ်ဒီမှာနားလဲအောင်ရှင်းပြပါအောင်ဆရာဒေါ်ဘုံနဲ့မျက်စံထွန်းလို့လေချမ်းပြင်တပြေးတဲ့စကားပြောတော့အနည်းကိုနှိမ့်ကြီးပါဝင်အချားခီးသွားလေလာရောက်နားထောင်ကြတယ်ဒီကံမျက်စံထွန်းက လူတွေရှိမှသိပညာဘူးသူတောင်းဟောပြောပြသူတဦးလူဖြစ်နေတော့တယ်။ကျင်းစာမိတယ်ဆိုတာကျင်းတွင်ပြောဆိုလိုက်တဲ့စကားရဲ့တယောင်မှုလို့ပြောရမယ်။ဒါဟုသေချာသုံးသပ်မယ်ဆိုရင်သူတစ်ပါးကိုကျင်းစဲတာနဲ့မိမိကိုယ်ကိုကျင်းစဲတာမျိုး လူတိုင်းကြားဘူးမြင်ဘူးမှာပဲ။ကိုယ်တိုင်ကိုယ်ကြလည်းအနည်းဆုံးတော့ဖျားဆုမိုးကျူးပြစ်ကစားကျင်းဘူးတဲ့သူတွေဒီထဲမှာရှိမယ်ထင်ပါတယ်။နည်းနည်းများတော့ရှိတာပေါ့ဆရာ။တကယ်ကျင်းစာထီအီမထီအီတော့တရီမထားမိပါဘူး။ ကျင်းစာထိတင်ဖြစ်စီမထိတင်ဖြစ်စီကျင်းစာမှာစူးကျူးတွေရှိနေတယ်။ဒါကြောင့်လုံးဝမကျင်းသင်ဘူး။ဘလူမျိုးပါလဲဆရာ။သူတပောင်းမိမိကကျင်းစဲပြောဆိုခြင်းဆိုတဲ့အရာဒေါသကိုကြောင်းခံပြီးအဲ့ဒီလူမိမိရဲ့စိတ်အတွင်းမှာဖြစ်စီလို့တယ်။မကောင်းမှုစူးကျူးကံပြင်လို့လိုက်တာပဲ။မနှောကံမှာဖြစ်လာတဲ့မကောင်းမှုကကြီးထွားလွန်းလို့နှုတ်ဝစီကရေရွမိခြင်းပဲ။ဒီတော့ကျင်းစာထိတင်ဖြစ်စီမထိတင်ဖြစ်စီကံနှစ်ပါးမှာအခုတို့ကျွလို့မိတာပဲပေါ့။ လောသားစိတ်ကြောင့်ဖြစ်လာတဲ့တိတ်ကိုကြည်နေတဲ့မနောကံအကုသိုလ်စိတ်ကိုတတိနဲ့ထိမ့်ချုပ်ပါတတိရဲ့အလေးခြင်းကဒေါသကိုပယ်ဖြန့်နိုင်တဲ့အထိအကျိုးရှိတယ်။နောက်ထပ်ကျင်းစာတစ်ခုဟာမိမိကိုယ်ကိုကျင်းစေခြင်းပဲဒီနေရာမှာမိမိကိုယ်ကိုဒေါသဖြစ်လို့ငါတိမအေးမဲဆိုတာမျိုးလဲတပားသူကျင်းစေတဲ့သဘောနဲ့သိပြီးတော့မချားနာဘူး။တခြားမတူတဲ့ကျင်းစေခြင်းကတော့တပားသူမိမိကဟုတ်မှန်ကြောင်းတတ်သိပြရာတစ်ခုဖြစ် မိမိကိုယ်ကိုကျိန်တွင်ပြောဆိုတက်သေးခံခြင်းပဲဒါလည်းတစ်ဖက်လူရဲ့ယုံကြည်မှုကိုရှားဖို့တုံးတာဒီလိုတုံးကြတဲ့နေရာမှာ လူတို့ရဲ့စိတ်တွေကအများသောအဖြစ်မကောင်းမှုကိုပဲရှောင်လိရှိရကြောင်းကျိန်စဲမိကြတာမျိုးပါကျိန်ဆောင်မတုံးပဲဒီနေရာမှာတစ္ဆာဆိုခြင်းကိုအစားထိုးပြီးတုံးလို့ရတာပဲတစ္ဆာဆိုပြီးတက်သေးပြလို့ရတာတွေရှိတယ်အမှုခင်းရှင်ဆိုင်ရတဲ့တရားခွင်ကလွဲလို့ပေါ့ကျိန်စာဆိုခြင်းထက်တော့တစ္ဆာဆိုခြင်းကပိုကောင်းတာပါပဲ ကျင်းစာရီကပြောဆိုသူပေါ်တက်ရောက်လာတတ်တဲ့အခုသူစိုးကြိုးတော့သိပါပြီဆရာသူတပားပေါ်မှာတကယ်ရောတက်ရောက်မှုရှိရလားတက်ရောက်တယ်ဆိုရင်ဘလို့ကျင်းစာရီကများပူပြီးတော့ထင်ရမှုရှိပါလိမ့်ဆရာခီးသွားတူဝံပြီးတော့ကျင်းစာရီနဲ့ပတ်သက်ပြီးသူတပားပေါ်အကျိုးတက်ရောက်မှုပြင်းထန်တဲ့ကျင်းစာရီအကြောင်းကိုဒေါ်ဘုတ်ကလည်းစင်ရှင်းခိုင်းတော့တယ်တပားသူပေါ်တကယ်တက်ရောက်မှုရှိနာဆိုတော့ခြေနေပေါ်မူတည်ပါတယ်ကျင်းစေတန်းလည်းတက်ရောက်မှုမရှိပါဘူး တစ်ဖက်မှာကျူးလွန်မိတဲ့ဘလူအပြင့်မှမရှိပဲကျိန်တိုင်းသာထိနေခက်ပြီပေါ့ဘလူကျိန်စာတွေကပြင်းထန်တဲ့ထိရောက်မှုရှိနေဆိုရင်ပြင်းထန်ဆုံးကျိန်စာ73မှရှိတယ်။ဘာရီများလဲဆရာကျိန်စာ73မှနဲ့ပတ်သက်လို့ကျုံမပြောတော့ပါဘူး။ဟိုဒီကနှက်ဝင်တဲ့ဒေါ်ဘုတ်ကပြောပြမဲဆိုရင်ပို့ပြီးတော့စင်ပြေနေမယ်။နှုတ်ဝစီကံထုတ်ပေါ်ကျိန်စဲခြင်းမပြုတ်ဝင်မယ်။ကျိန်စာကိုဖြစ်စေတတ်တဲ့အကြောင်းတွေပေါ့။ဟုတ်ကဲ့ဆရာကျိန်စာမှာတက်ရှိတာမကက တမိတ်ကျင်းစာရီလည်းရှိတဲ့ကြောင်းကျုပ်သေးချာပြောပြပေးပါမယ်။မျက်စံတွင်လေပေါ်မှာရှိရဲ့ခီးသေးတွေကကျင်းစာ73ပါးကြောင်းပြီးတော့သူကိုယ်တိုင်မပြောဘဲဒဘုတ်ကိုရှင်းပြခိုင်းတယ်။ဒဘုတ်ကလည်းနှဝင်တဲ့ဘဝနဲ့မှတ်သားလေးလာခဲ့ဘူးသမျှရင်းထန်တဲ့ကျင်းစာ73ပါးကြောင်းခီးသေးတွေကိုပြောပြရင်ဒီအထဲမှာတမိတ်ကျင်းစာရီလည်းပါဝင်တယ်။ဒဘုတ်ပြောစကားအရကျင်းစာအကောင်းနဲ့စိတ်ထားမြင့်မြတ်သူတွေကိုဘယ်တော့မှမပြည့်စည်နိုင်ဘူးဆိုတယ်။ဒါပေမဲ့တချို့သူတွေရဲ့စိတ်ထဲမှာ ။နာကြီးစွာနဲ့ပြောတဲ့ကျင်းစာတွေကတစ်ဖက်မှာအပြည့်ရှိရင်ညာတော်အပြင်တန်ရမှုရှိတဲ့ကြောင်ပြောပြတယ်။ဒုဗုတ်ပြောတဲ့ကျင်းစာ33ပါး1မြို့သမီးကျင်းစာ2တေသူကျင်းစာ3အာစရိယကျင်းစာ4ငွေကျင်းစာ5တကြီးရွယ်ဦးကျင်းစာ6နွားကျင်းစာ9ပထဝီမြေကြီးကျင်းစာ10ညည်ကျင်းစာ9တီးပင်ကျင်းစာ10နတ်မြားကျင်းစာ11 17ပုဂ္ဂိုလ်မြင့်များကျင်းစာ12ဘိုးတော်ကျင်းစာ13ရိုးရံနဲ့ကျင်းစာတို့ဖြစ်တယ်။ပြီးအမျိုးသမီးကျင်းစာဒီကျင်းစာဖြစ်ရခြင်းအကြောင်းကမျိုးသမီးတို့သွေးဆောင်လှည့်ပြတာနိုင်ထက်ပြုတာဝေးချင်းညီမတွေပေါ်မခံလေးစားပြုမှုတာမိမိရဲ့ဇနီးဖြစ်သူတာဝန်မယူဘဲလက်လွတ်တာကြောင့်ဖြစ်တယ်။အမျိုးသမီးကျင်းစာမိရင်မျိုးရိုးစင်စဲပြတ်တတ်တယ်။2သေသူကျင်းစာ အသက်မဲ့နေတဲ့လူသားခန္ဓာကိုထားပြီးဒီသူပြစ်တင်ပြောဆိုတာဒီခန္ဓာကိုကြော်ဖြတ်သွားလာတာမိရှုတကြိုချင်းကိစ္စရက်တွေမပေးနှုတ်ပဲဟန့်တားတာကျန်ရသူမိသားစုကျုပ်ကလည်းကိုပေးမတွေ့စေရကြောင်းဒီချိန်စာဖြစ်ရခြင်းဖြစ်တယ်။တေသူချိန်စာကြောင့်အသက်တူနိုင်တယ်။သုံးအာစရိယချိန်စာမိမိကိုပညာသင်ပေးတဲ့ကျေးဇူးရှင်ဆရာသမားများကိုမေ့လျော့တာသင်ကြားထားတဲ့ပညာတွေကိုမတမာတဲ့နိမ့်နှမ်းမှအသုံးပြုတာ ကိုတက်မြောက်ထားတဲ့ပညာရက်တွေကိုတပားသူ ပြောပြခြင်းမရှိဘဲဖုံးကွယ်တာဒီလိုအကြောင်းရင်းတွေကြောင့်ကျင်းစာဖြစ်နိုင်တယ်အစရိယကျင်းစာကြောင့်စာပေပညာမတက်ဘဲဖြစ်နိုင်တယ်လေးမွေးကျင်းစာမွေးရီမတက်တဲ့မဲ့တန့်လို့ဖြစ်စေသူတို့ရဲ့တည်နေရာကိုဖြိုပြန့်လို့ဖြစ်စေဒီကျင်းစာရစေနိုင်တယ်မွေးကျင်းစာကြောင့်မိမိရဲ့မင်္ဂလာရက်ကိစ္စတွေနောက်ရက်ဖြစ်စေနိုင်တယ်ငါတကြီးရွယ်ကိုကျင်းစာဘဝတစ်ပါးကူးပြောင်းသွားပြီဖြစ်တဲ့ တကြီးရွယ်ဦးတွေကိုတနေ့တစ်ခါကျန်နေပြုတ်နှုတ်ပေးတာအမျက်ဝေးပေးတာတွေမေ့လျော်တာမိခင်ဖခင်ဖိုးဖွားတွေမခံလေးစားပြုတ်မှုတာနဲ့ရေးတယူမပြုတ်တာတို့ကြောင့်ဒီချိန်စာတက်ရောက်စေတယ်တကြီးရွယ်ဦးချိန်စာကြောင့်မျိုးရိုးစင်စက်မှာတားယောက်ကြားလေးမမွေးတာမွေးရင်လည်းအသက်တိုးပြီးဆုံးပါတတ်တာဖြစ်တတ်တယ်ချောက်နွားချိန်စာကျေးဇူးရှင်တမျိုးဖြစ်တဲ့နွားမတွေကိုကန့်တာလူတိုင်တွေရဲ့နွားမကိုတတ်ဖို့ပေးတာနွားမနဲ့သူ့ရဲ့ကလေးကိုခွဲထုတ်တာ ရေစာနီရဲ့နွားမကိုရေမတိုက်တာဒီမျိုးတွေပြင်းလို့ရင်ဒီချိန်စာတင့်တယ်နွားချိန်စာကြောင့်မိသားစုမှာဖြစ်စေရိုးရိုးစင်ဆက်မှာဖြစ်စေတိုးတက်မှုမရှိဘဲဟန်တားစေနိုင်တယ်ခုနှစ်ပထဝီမြေကြီးချိန်စာဒေါသစိတ်နဲ့မြေကြီးကိုခြေနောက်နဲ့စောင်းအောင်ပြုတ်နှုတ်တာသုံးမလို့ပဲမြေရင်းတူးတာသူတစ်ပါးရဲ့မြေယာပိုင်တွေခိုးယူတာကြောင့်ဒီချိန်စာတင့်တယ်ပထဝီမြေကြီးချိန်စာကြောင့်ငရဲမှအစင်းရဲ့ကြီးချင်းမျိုးရရှိတတ်တယ်ရှင့် ညည်ရီကျင်းစာအများသုံးမှုရှိဦးမပေးသုံးမင်းပိတ်ပင်တာစီးနေတဲ့ရှိမှမစင်တဲ့ညဉ့်ညမ်းတဲ့ပစ္စည်းတွေစုံပြစ်တာလေဒီလိုကျင်းစာတင့်နေညည်ရီကျင်းစာကြောင့်ရေရင်းတူးဝိမေရှိမရနိုင်ဘူးကိုတီးပင်ကျင်းစာပင်တွေခုတ်ထွင်တာတီးပွင့်နဲ့ပင်တွေကိုမထီထီခုတ်ထစ်တာပင်လိုက်မီးရှို့တာအပင်များများပေါက်နိုင်တဲ့နေရာမှာနေအိမ်တွေစောက်လို့နေထိုင်တာကြောင့်လေဒီကျင်းစာတင့်နိုင်တယ်တီးပင်ကျင်းစာကြောင့် ၊တွေးထူခြင်းနဲ့ရောဂါထူခြင်းတွေဖြစ်တတ်တယ်။တစေနတ်များကျင်းစာဘုရားရှိခိုးပူဇော်တာတရားဟောခြင်းပုံပြပြောခြင်းတရားစာပေရွတ်ဖတ်ခြင်းတို့တဝဲတစ်ပြက်နဲ့ရက်တန်တာဘုရားကိုပြန်မပြောဆိုတာတွေကြောင့်ဒီလိုကျင်းစာတင့်နိုင်တယ်။လက်တွေကျင်းစာကြောင့်မိမိနဲ့ဆွေမျိုးတွေပြတ်တတ်တယ်။စတဲ့ပုဂ္ဂိုလ်မြန်များကျင်းစာသူတော်စင်ပုဂ္ဂိုလ်တွေနဲ့ဘိုးတော်မဲတော်တွေကိုနှိမ့်ချပြောဆိုတာကြောင့်တင့်တဲ့ကျင်းစာဖြစ်တယ်။ ပုဂ္ဂိုလ်မြတ်များကျင့်စာကြောင့်မျိုးရိုးတုံးတက်တယ်။စနစ်ဘိုးတော်ကျင့်စာရေဆောင်နဲ့အခြားနှကောင်းနှမြတ်တွေကိုလေးစားပြီးသူတို့အတွက်ပြင်လို့ပေးတင်တဲ့ပူဇော်မှုတွေကိုမေ့လျော့ရင်ဒီကျင့်စာတင့်တယ်။ဘိုးတော်ကျင့်စာကြောင့်လုံးမဲ့ဘယ်လို့မဆိုမအောင်မြင်နိုင်ဘူး။73ရိုးရာနဲ့ကျင့်စာမိမိတို့ရဲ့ဘိုးဘွားလက်ထက်တည်းကပူဇော်ခဲ့တဲ့ရိုးရာတွေကိုစနစ်ပူဇော်မှုမပြုတာကြောင့်ဖြစ်တယ်။ဒီကျင့်စာကြောင့်မိသားစုမှာဘယ်တော့ခါမှ ပျော်ရွှင်မှုမရှိနိုင်ကြေကွဲဝမ်းနည်းမှုတွေဖြစ်နိုင်တယ်တဘုတ်ကဒီလိုရှင်းပြတော့ခီးသွန်းအလုံးလဲစိန်စာနဲ့ပတ်သက်ပြီးတိမတ်ဖွဲ့ရာတွေလိလာမှတ်သားလိုက်ရတယ်လေတကြီးကလည်းခေါင်းတငိမ့်ငိမ့်နဲ့တဘုတ်ကိုတလှည့်မျက်စံထွန်းကိုတလှည့်ကြည့်နေတယ်စိတ်ထဲမှာလည်းဒီလိုပညာသူတန်းနဲ့ပြည့်စုံတဲ့သူတွေလေပေါ်တင်လာရတာမင်္ဂလာရှိတာပဲလို့တွေးမိတယ်။ဒါကြောင့်မျက်စံထွန်းတဲ့ဒေါ်ဘုတ်တို့ကရုကမယူတော့ပဲအခမဲ့လိုက်လံပို့ဆောင်ပေးဖို့ဆုံးဖြတ်လိုက်တော့တယ် စကားဝိုင်းပြီးဆုံးပြီးခီးတဲရီအသီးသီးနားယူကြပြီးရင်းနဲ့လာတော့မျက်စံထုံးလေးမိသေးတဲ့တော်ဘုတ်ကို ရေကြုံရွာချောင်းစတင်ပြောဆိုတော့တယ်တော်ဘုတ်အခုသွားမေရွာကြီးနဲ့ဖြစ်ဖြစ်ကြုံတွေ့နေရတဲ့ပြဿနာတွေရလေကျိန်စာတွေနဲ့ဆက်နွယ်နေတယ်မို့လားမှန်ပါလေဆရာပညာသင်အမျိုးသမီးလေးတဦးရဲ့ကျိန်စာတွေကြောင့်လို့တရားလုံးယုံကြည်ထားပါတယ်ကျိန်စာတွေနဲ့ပတ်သက်တယ်လို့စီရင်တိုက်ခိုက်ပယောဂတွေပါဝင်အကောင်စုဟာတစေတရေတွေကိုလည်းမြင်တွေ့နေရတယ် ဟုတ်ပါရဲ့ဆရာဒီလိုဆိုးရွားလွန်းလို့လေရွာကြီးကလာခွေညာလျှောက်တိုင်းမှာလူတယောက်အသေးဆိုးနဲ့တေးရတာကြီးပါပဲအမြဲလူဖြစ်နေပြီကြာရင်ရွာလုံးကျုပ်ပျက်စီးခြင်းကြုံရတော့မှာပါဆရာဒီလိုအချင်းဒီဆိုးတွေဖြစ်ရဘလို့အကြောင်းရင်းနေရစတင်ခဲ့တာလေတော့ပေါ့ခမားသိတဲ့အတိုင်းစိန်စာတိုက်တယ်ဆိုရက်ပညာတယ်မိန်းကလေးရဲ့နောက်ကျောင်းကိုပြန်ပြောပြနိုင်မလားပြောပြနိုင်ပါလေဆရာသူ့ဘဝသိပ်ပြီးတော့စမ်းကြဲပါတယ်စိုးကန်အလီလီကောင်းကန်အလီလီနဲ့နောက်ဆုံးမှတနာစရာ နာကြီးမုံတီးစရာဖြစ်ခဲ့ရတဲ့မိန်းကလေးတူဆိုပါတော့ရွာတကြီးနဲ့ကျုံနဲ့အပြစ်မကင်းပါဘူးဆရာရေပြောရင်လည်းမထူးပါဘူးကျုံအကုန်လုံးပြောပြပါမယ်ဆရာမိန်းကလေးနဲ့မယာတန့်ရွယ်လို့ခေါ်ပါတယ်တန့်ရွယ်ဟုတ်ပါတယ်ဆရာတချင်ရကျုပ်ကြားဘူးတဲ့မိန်းကလေးပဲဘလို့များလဲဆရာဒီလိုပါတော့ဗုတ်ဂမ်မီယာနေပယ်ထဲမှာတပြန်းဆိုရဲစကားကိုတော့ကြားဘူးမှာဗုတ်ကိုဝင်ဆောင်မိခင်ကတေဆုံးပြီးကမှဝမ်းပိုက်ကိုခွဲချမ်းတဲ့အခါ ဝန်နေရတရိယမတိပဲမွေးနာတာမျိုးဒါကိုသက်ပြန်းလို့ခေါ်တယ်။မင်းနန္ဒရှားဇဝင်လေးကရှင်မွေးနှုံးလို့မိခလေးမျိုးစိုးပါတော့။သိမ့်မှန်တာပေါ့ဆရာ။တက်နယ်ဆိုရင်မိခလေးရလေ။ရှားရှားပါပါသက်ပြန်းမွေးလာသူတူဦးပါ။ဒါနဲ့ဆရာသူ့ဘလို့သိနေရလဲ။လူတို့မမြင်ဘူးပါဘူး။စကားအရသိတာစိုးပါတော့။ဒီလိုမွေးလာတဲ့သူတွေကသိတ်အန်နေရများတယ်။ဂံမီကပညာရီမှာအောင်လန်းဖြစ်စေအထက်လန်းဖြစ်စေတင်လွေတက်လွေရှိတယ်။ ညီအမမြဲပုံကူရီနဲ့လေဆက်သွေးနိုင်နေဝေးရပါဝမ်းတွင်းစုံလိုမျိုးပစက်လေးစီးတယ်စိုးစုံကတော့အောင်လန်းမှုပညာတဲ့အများစုကသူတို့ရဲ့ဥကောင်းခွန်တိတ်ပြီးတော့လိုချင်တာပဲတပြန်ဝေးလာတဲ့သူရဲ့ကလေးရွယ်ဥကောင်းခွန်ရှာရင်တော့အောင်လန်းမှုပညာတဲ့ရဲ့အတွက်တန်ဖိုးမဖြစ်နိုင်တဲ့စွမ်းအားတွေရကြလိမ့်မယ်ဟုတ်လားဆရာဒါဆိုဖြစ်ရတွေကိုကြုံပြန်ပြီးတော့စဉ်းစားကြည့်ရတဲ့လောက်တော့ပြဿနာတွေအလုံးကဒီတက်ပြန်ဆိုတဲ့ကိစ္စကြောင့်ပဲပေါ့ ဆရာအသက်ွယ်ဆိုတဲ့နာမည်ကိုမလူကြားခဲ့ရရင်ပြောပြပါအောင်အောင်လန်းဆရာတူပြောတန်ကြားတာပါသက်ွယ်ဆိုတဲ့မိန်းကလေးကိုရှာနေတာသူ့နာမည်ကဒေဝလို့ခေါ်တယ်သက်ပြန်အစီရင်သိယူသူပြီးစွဲလန်းကြီးနဲ့ပုတ်ကိုစိုးပါတော့သက်ပြန်အစီရင်ကိစ္စနဲ့ကိုဝင်ဆောင်မိမာတွေကိုသိအောင်မြူမြူပြူစားဖန်းစားနေနှောက်ရှက်နေလို့ကျုံနဲ့တကားထိတ်တိုက်စုံသေးတယ်ကြားခဲ့ပါပြီပညာနဲ့နှူသေးပြီးအွှယ်နဲ့ငယ်နှုံးသေးတော့သူ့အသက်ကိုချမ်းသာရပေးနိုင်တယ် ကောင်းမှုမပြုဘူးလေဆုံးမလိုက်တယ်။တိုက်ခိုက်ကြရင်သူ့ရဲ့နှစ်တန်းနဲ့ချောင်းတို့ပြက်သွားတယ်။တက်ဆိုင်လိုက်တာဆရာရဲ့အဲ့ဒီတည်းကအဲ့ဒီအောင်းလန်းကောင်ဇီဝင်ချုပ်သွားမှာဆရာရဲ့အသက်ချမ်းသာမပေးသင့်ဘူး။ခုတော့ဒင်းချောင်းနဲ့အသက်များစွာထိခိုက်နေရပြီ။ဘလူများလေးတော်ဘုံဆရာပြောသလိုပဲဒီအောင်းလန်းကောင်ကတန်ရွေကိုရှာရင်းရွာကိုရောက်လာပြီးတဲ့နောက်အားလုံးအချီနေပြီးစိုးကုန်တော့တာပဲ။စိတ်ဝင်စားစရာပဲ။ကြုံမငိမ့်သက်ပဲထားလိုက်မိတဲ့မိခဲလေးနဲ့လေ သက်ဆိုင်နေတယ်ဆိုတော့တော့ဘုတ်ကြီးရေကြော်ရွာနဲ့တက်နွေဆိုတဲ့မိကလေးအကြောင်းနောက်ပြီးအောင်လန်းကောင်ဒီဝါရောက်လာပြီးပြပြခဲ့တဲ့အကြောင်းတည်အမြစုံလင်ပြောပြတော့ဗျာတော့ဘုတ်ကမျက်စံတွန်းမေးတဲ့ရေကြော်ရွာကြီးနဲ့တက်နွေဆိုတဲ့မိကလေးအကြောင်းပြောပြတယ်မျက်စံတွန်းကတော့ဘုတ်ပြောမယ့်စကားတွေကိုအသင်နားထောင်နေတယ်လေပောင်လဲကန်ရင်ထုံးဖို့အနည်းတဝိုက်အရာဝီမြေကျောင်းအတိုင်းကာစီးထားတဲ့တောင်တန်းတွေကိုငေးမောနေမိတယ်စပားလီရ ရထဲမှာတီအီရွှေရှားရင်အကူတိုင်းနေနမိတ်ကိုဖျက်ကျော်ပြီးအရာဝီတိုင်းနေနမိတ်ကိုဖျက်တမ်းဝင်ရောက်လာတော့တယ်ပြိတ္တများရှင်ဒီနေ့ရက်တင်ဆက်မှုဒီလောက်နေပဲရှင်းသားခြင်းပါတယ်နားဆင်ပေးခဲ့တဲ့ပြိတ္တများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်